ပါခတိတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးမိုးကုံနဲ့မုံမိတ်မြို့ပြင်မှာတိုက်ပွဲတွေဆက်ဖြစ်ပြီးပြင်ထန်နေဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်တပ်ပြန်ဝင်လာတဲ့မိုးကုံနဲ့မုံမိတ်မြို့တွေရဲ့မြို့ပြင်နေရာတွေမှာဒီကနေ့ညမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။မန္တလေးတိုင်းမိုးကုံမြို့ကတီအန်လန်လေးအကာအကွယ်နဲ့မနေ့ညနေပိုင်းမှာဝင်လာတဲ့စစ်တပ်ဟာ တော်လရင်တက်တွေတဆွဲထားတဲ့မြို့ပြနေရာတွေကိုပါတိုးလာလို့ PDF ပူပေါင်းတက်တွေကတိုက်ခိုင်းနေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်လေးဦးကပြောပါတယ်ညနေ9နာရီလောက်ကစဖြစ်တောင်းအခုညအထိဖြစ်နေတယ်မိုးမိပ်ပြတ်သွားတဲ့ဘက်မှာခြာနေကြတာလို့ကြားတယ်ဟုဒေသခံတအူးကပြောပါတယ်တိုက်ပွဲတွေဟာမြို့ပြအနောက်ဘက်ပိုင်းမှာဖြစ်နေပြီးနိုဝင်ဘာလ30ရက်နေ့ည7နာရီခွဲအထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် စစ်တပ်ကမိုးကုံမြို့ကိုနိုဝင်ဘာလ29ရက်နေ့ညနေမှာစစ်တပ်ကစစ်ကားတွေနဲ့ဝင်လာတာပါတင်တူးစစ်တေနန်တပ်သားတွေအများဆုံးပါပြီးအင်အားတထောင်ခန့်ရှိတယ်လို့သိရပါတယ်ဒီကနေ့မနက်အထိမြို့ထဲမှာအင်အားအများပြားတွေ့ရပြီးတရလန်လေးရဲတပ်ဖွဲ့ဝင်တွေနဲ့တွဲလျက်တွေ့တာလို့ဒေသခံတွေကပြောပါတယ်။မြို့ထဲနေမှာဟုတ်ဖဲ PDF တွေစုထားတဲ့နေရာအထိဝင်လာတာလို့ပြောတယ်။တိုက်ပွဲကဖြစ်မှသိတယ်။ထင်းတဲ့အတိုင်းဖြစ်ပြီလို့ဒေသခံတွေကပြောပါတယ်။ မိုးကုတ်နိုင်ပွဲနဲ့ပတ်သက်ပြီးဒေတာရင်း PDF တပ်ဖွဲ့အချို့စီကိုဆက်တွယ်မေးမြန်းရန်စီရေးသတင်းတွေလက်တလောပြောလို့မရဘူးလို့အသိပေးပါတယ်။အစီအဝေးဆုံးဖြတ်ချက်အရမီဒီယာဖြစ်ကြားမှုတွေတားမြစ်ထားလို့တိုက်ပွဲသတင်းနဲ့တိုက်ပွဲအကြောင်းတွေကိုတော့လုံးလုံးဆယ်ပါမှပြောလို့မရဘဲအချိန်တရင်သတင်းထုတ်ပြန်မယ်လို့ PDF တပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာမိုးမေမျိုးပတ်ကိုလည်းဥတည်နေတယ်လို့မိုးမေဒေသခံတော်လည်းရင်တင်ပြမြင့်တွေစီကဒီကနေ့ညနေပိုင်းမှာပြောပါတယ် မုံမိတ်မှာလည်းတပ်ပွဲဖြင့်အလားတူစံပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့မှာလည်းကချင်လူလက်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်နဲ့စစ်တပ်ယနေ့ညနေပိုင်းမှာတပ်ပွဲပြင်းထန်နေကြောင်းကချင်စီရဲသတင်းရှင်မြစ်ကပြောပါတယ် အခုတရားတလောက်ကတော့ဒီနေ့ညနေပိုင်း6:50ဝန်းကျင်မှာမိုးမိတ်ကနေတည်ရလန်လေးတပ်ဖွဲ့တွေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်တွေ7:00လောက်မှာမိုးမိတ်မြို့ထဲကိုဝင်လာတဲ့အချိန်မှာမြို့ပြင်အနီးတစ်ဝိုက်မှာရှိနေတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီနဲ့တိုက်ပွဲတွေပြန်လည်စတင်နေပြီလို့ကြားသိရတယ်။အခုကြားသိရတာကမိုးမိတ်မြို့ပြင်မှာ KIA တပ်ရင်း34နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်တာ7:55ဝန်းကျင်ကစတာဝန်ကုတ်အနောက်ဘက်ချက်မှာတော့ PDF နဲ့နှိစက်တဲ့မိတ်ဆွေတအူကတိုက်ပွဲဖြစ်နေပြီလို့ ို့ပြောတယ်ဟုကချင်စည်ရဲ့သတင်းရင်းမြစ်ကပြောပါတယ်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်တပ်တိုက်လေရင်အချို့မိုးကုံနဲ့မိုးမိဘက်ကိုဦးတည်ပြီးပြန်နှံ့နေတယ်လို့လည်းလေကြောင်းသတိပေးချက်တွေရှိနေပါတယ်။မိုးမိမျိုးနယ်ကိုစစ်ကောင်စီပြန်ထိန်းချုပ်ဖို့ကြိုးစားလာတာကို KAI တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မဟာလေးလက်အောက်ခံတရင်34နဲ့ PDF တပ်တွေပူးပေါင်းခုခံသွားလိမ့်မယ်လို့ကချင်စည်ရဲ့သတင်းရှင်းမြစ်ကပြောပါတယ်။ ။ဆမ်မြောက်မှာ KIA နဲ့စကစတိုက်ပွဲပြန်ဆပြီဆိုတော့ KIA ထိန်းချုပ်ထားတဲ့နန်းဖက်ကနဲ့မပင်းမြို့ကစကစဘက်ကလေချောင်းဖိအားပေးတိုက်ခိုက်လာနိုင်တာမို့အားလုံးတတိပြုနေထိုင်ကြဖို့လည်းတိုက်တွန်းလိုပါတယ်လို့ကချင်စည်ရဲ့တရင်ရှင်မြက်ကပြောပါတယ်။အခုတော်လာရေးတပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်တာကို TNL ဘက်ကတော့စစ်တပ်တွေနဲ့အဝင်းဆုံးကိုရှောင်တင်တယ်လို့လည်းသူကကြံပြပါတယ်။ စစ်ကောင်စီနဲ့တရလန်လေးတပ်ဖွဲ့တွေစီနေရင်တော့မလိုလားအသက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်ပါတယ်။တရလန်လေးဘက်ကအကြောင်းကြောင်းကြောင်းပုံတရုတ်ရဲ့ဖိအားကြောင့်ပဲဖြစ်ဖြစ်မိုးကုံမိုးမိတ်ကိုမထိန်ချုပ်နိုင်ရင်စစ်ကောင်စီနဲ့အဝင်းဆုံးနေရာမှာရှောင်သွားတာကအကောင်ဆုံးမှစစ်ကောင်စီနဲ့အတူစီနေရင် KIA ရဲ့ပါဝင်တရလန်ရဲ့တပ်ဖွဲ့တွေကခုခံတိုက်ခိုက်သွားလိမ့်မယ်လို့စုမြင်ပါတယ်ဟုဒရင်ချင်းမြက်ကပြောပါတယ်။ဆမ်းမြောက်ကြောင်မြင်းမြို့နယ်မှာလေနိုဝင်ဘာလ29ရက်ကစစ်ကောင်စီတပ်နဲ့စန်တက် SSPB တို့တိုက်ပွဲဆက်နေဖြစ်ပွားခဲ့ပါသေးတယ်။ ရှမ်းမြကိုအင်အားဖြစ်လာနေတဲ့စစ်ရာဇဝမှုကဇက်တိုက်ကျွလွန်နေတဲ့စစ်ကောင်စီတပ်ကွန် KIA တောင်ပိုင်းနိုင်နဲ့ပူးပေါင်းပြီးမဟာမိတ်တွေပြိုင်သူထုတ်စစ်ဆင်တဲ့နေ ီအချိန်ပြိုင်သူမတတ်ရင်စစ်ကောင်စီကရှမ်းမြပြည်တော်ဇူလန်မာကြီးကိုအလုံးစုံပြန်ထိန်းချုပ်သွားနိုင်တယ်လို့ကချင်စီရဲ့သတင်းရှင်းမြစ်ကပြောပါတယ်။တရန်လန်လေးကမိုးကုတ်ကနေဆုတ်ခွာမယ်လို့အော်တိုဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်ကိုကာကွယ်မယ်လို့ဆိုပြီးမန္တလေးတိုင်းအတွင်းက PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေကပါကြေညာခဲ့ပါတယ်။အဲဒီနောက်မြို့ပတ်ဝန်းကျင်ကို PDF တွေရောက်ရှိနေပါတယ်။ DNL က၎င်းတို့အနေနဲ့မိုးကုံမြို့ကနေဆုတ်ခွာပြီးစစ်တပ်ဝင်လာချိန်မှာတော်လန်ရေးအဖွဲ့တွေကိုတန်တမ်းမဖောက်ဖို့ခေါ်ပြောခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပုံစံမျိုးစုံနဲ့တဖြည်းဖြည်းဝင်ရောက်လာခဲ့ပြီးနိုဝင်ဘာလ30ရက်နေ့ညနေမှာတော့စစ်ရင်တန်းနဲ့ဝင်လာခဲ့တာပါရှင်။ဆလဘီ မောကောကိုစစ်တပ်ထံလွှဲပေးရသည့်အပေါ်တောင်းမှန်ဖို့စကားလုံးမရှိဖြစ်ရဟုတရားလက်လေကောင်းဆောင်ရေးသားဆွေတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။တောင်းမျိုးသားလူမျိုးရေးတပ်မတော်တရားလက်လေနှင့်မဟာမိတ်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မောကောမျိုးကိုအာနာတိန်စစ်တပ်နှင့်တရားလက်လေအကြောင်းအပြည့်ရဲ့သဘောတူညီချက်အရပြန်လည်လွှဲပေးရတဲ့အပေါ်တောင်းမှန်ဖို့စကားမရှိဖြစ်ရဟုတရားလက်လေအထွေထွေသိရမှုကြောင့်ဗိုလ်ချုပ်သာဖုံကျော်ကဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မှာလူမှုကွန်ရက်မှာကြပြားရေးသားအသိပေးခဲ့ပါသည်။ 2025ခုနှစ်အောက်တိုဘာလကပိုင်းကတရုတ်အစိုးရရဲ့ဂျာဝေမှုနဲ့စစ်ကောင်စီနဲ့တရားလမ်းလေးအပြည့်ရဲ့သဘောတူညီခဲ့ရန်မိုးကုံနဲ့မိုးမိတ်ကိုစစ်ကောင်စီထံပြန်လွှဲပေးဖို့သဘောတူညီခဲ့ရတာဖြစ်ပြီးနိုဝင်ဘာလကပိုင်းမှာစစ်တပ်ကတရားလမ်းလေးအကူအညီနဲ့မိုးကုံမိုးမိတ်ဒေသကိုအလွယ်တကူဝင်ရောက်လာနိုင်ခဲ့တာပါဒီအချိန်လေးမှာဗိုလ်ချုပ်တာဖုန်ကျော်ကမြောက်ပြန်လီအီဆိုတဲ့ကောင်းစင်နဲ့ကြပြားရေးသားပြီးမိုးကုံအတွက်တောင်းပန်ခဲ့တာပါမိုးမိတ်မျိုးအခြေအနေကိုတော့ကြပြားမှမတွေ့ရပါဘူး နှင်းနှီးကြွေခြေဆောင်ခိုင်းရင်ဝဲစူးဆိုင်လောင်မြိုက်မြည်ရီအိုမိုးကုံတောင်မန်ရဲစကားလုံးမရှိနိုင်တော့ပြီးမြောက်ပြန်လေကအေးလာတီလို့ပိုချုတ်တာဖုံးကြောကရေးသားခဲ့ပါတယ်။တဖက်မှာလည်းတီရလန်လေကစစ်တပ်ကိုလွှဲပေးခဲ့တဲ့မိုးကုန်းနဲ့မိုးမိန်မှအခြားတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီရဲ့ချောင်းနိုဝင်ဘာလ30ရက်နေ့ညကတိုက်ပွဲတွေဆက်ဖြစ်ပွားနေတယ်လို့ဒေသတွင်းသတင်းရှင်းပြတွေကပြောပါတယ်။ မုံမိတ်မှာတည်ရန်လန်လေးထပ်သွားပြီးမြို့ထဲဝင်လာတဲ့စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့နိုဝင်ဘာလ30ရက်နေ့ည7:00နာရီကျော်အချိန်ကစတင်တိုက်ပွဲဖြစ်ခဲ့ရာတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်စည်ရဲသတင်းရှင်မြစ်ကပြောပါတယ်။အလားတူမိုးကုံမှာလည်းနိုဝင်ဘာလ30ရက်နေ့ညနေကစပြီးမြို့ပြင်အနောက်ပိုင်းကိုစစ်တပ်ကတိုးလာတဲ့အတွက်မြို့အပြင်မှာရှိနေတဲ့ PDF တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရှင်းပြအချို့နဲ့ဒေသခံတွေကပြောပါတယ် မကုတ်အခြေဆိုင် PDF တပ်ဖွဲ့တာဝန်ရှိသူကတော့စီးရဲသတင်းတွေလက်တလောပြောလို့မရသေးပါဘူးလို့အတည်ပြုပါတယ်။ TNL ကမဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့တစ်ဆယ်နှစ်ဆက်ကွန်စစ်စေးမှဆမ်းမြောက်ကမျိုးဆက်နှမျိုးကိုတိမ့်ပိုင်နိုင်ခဲ့ရန်နောင်ချိုကြောင့်ပဲတိဘောမျိုးတွေကိုစစ်တပ်ကတံမြက်ထိုးစစ်ဆင်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။ အော်တိုဘာလကွန်မိုင်းမှာတရုတ်ဆိုရအစည်းအဝေးနဲ့တရုတ်နိုင်ငံမှာတည်ရလန်လင်းတဲ့စစ်တပ်တို့ကိုယ်ချိန်များတွေ့ဆုံဆွေးနွေးပွဲမှာမော်ကော့မုံမိတ်မျိုးတွေကိုအပြည့်ရဲ့သဘောတူညီချက်နဲ့အတူစစ်ကောင်စီတန်လွှဲပေးခဲ့တာပါဒေသခံပြည်သူတွေကိုလုံလောက်အောင်အတိပေးတာမျိုးမရှိဘဲစစ်တပ်တန်လွှဲပေးခဲ့တဲ့အပေါ်ပြည်သူတွေကအပြင်းထန်ဝေဖန်နေကြပါတယ်ဒေသခံပြည်သူအများစုကစစ်တပ်ရန်ကြောက်တာကြောင့်မျိုးကနေဆောင်ပြေးနေကြရပါတယ် ဆက်လက်ပြီးရေမြွတ်နယ်ခမာယာ986တပ်မှထွက်ပြေးလာသည့်စစ်မှုထမ်းတပ်သားတဦးကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးရရှိဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မွန်ပြည်နယ်ရေမြွတ်နယ်မှာခမာယာ986တပ်မှထွက်ပြေးလာသည့်စစ်မှုထမ်းတပ်သားတဦးကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ကြောင်းရေဘလူးကပြောဆိုပါသည်။ နိုဝင်ဘာလ30ရက်နေ့မွန်ပြည်နယ်ရေမြို့အခြေဆိုင်ခမာရ986တရင်မှစစ်မှုထမ်းတပ်သားတွေတုံးဦးက ရေဘလူးတရင်ဤခြေတန်းစစ်မျက်နှာနေရာသို့ထွက်ပြေးတင်းဆောင်လာကြကြောင်း၎င်းစစ်မှုထမ်းတပ်သားတုံးဦးကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးထိန်းထားကြောင်းသိရပါတယ်။သူတို့မှာလက်နက်တွေဘာတွေမပါဘူး။ လူအပ်လို့ပဲပြေးလာတော့တက်ကနေထွက်ပြေးလာရင်းနဲ့ကျွန်တော်တို့ရေဘလူးစစ်မျက်နှာဖွင့်ထားတဲ့နေရာကိုအခုအငြိတောင်းခံတော့အခုငြိတောင်းခံလာတဲ့အတွက်ဖန်စီထိန်ထိန်လိုက်တာပါလို့ရေဘလူးတပ်ဖွဲ့ကောင်ဆောင်ရေဘလူးကဆင်ပြပါတယ်ခမာရ986တန်ရဲမှထွက်ပြေးလာသည့်စစ်မှုထမ်းတပ်သားတစ်တုံးဦးမှစစ်မှုထမ်းအပတ်စဉ်စနစ်မှာအသက်24နှစ်အရွယ်စစ်မှုထမ်းတပ်သားအောင်တန်းဦးအသက်29နှစ်အရွယ်တပ်သားတေးရန်နိုင်ဝင်း23နှစ်အရွယ်တပ်သားသိစစ်ထုံးတို့ဖြစ်ကြောင်းသိရပါတယ် အကြမ်းစစ်တပ်ကနိုင်ငံတော်ဝင်မှလူငယ်များကိုစစ်မှုထမ်းအဖြစ်ပေါ်သာဆွဲဖမ်းစေပြီးစစ်မှုထမ်းခိုင်းနေရန်ရခုအကစစ်မှုထမ်းအပတ်စနစ်စဲသို့ရရှိလာပြီးဖြစ်ပါတယ်ရှင်။